သာသနာတော်နှစ်2568ကောသာတဂရီ1386ခုနှစ်တပေါင်းလာဆန်းရှိရ6ရက်3လ2025ဧရာဝတိုင်းဒေသကြီးကြောင်းကုန်းမြို့နယ်တောင်ကြီးကြီးရွာမိခင်ကြီးဒေါ်သန်းဝင်းအာရည်စူး၍သမိဖြစ်သူဒေါက်ကင်မေဆိုဤ40တနှစ်ပြည့်မွေးနေ့ကိုအကြောင်းပြုပြီးတော့ဓမ္မဒါနအလှူနှင့် န္တလေးမြို့ဦးဝင်းမြင့်ဒေါက်ခင်အေဝင်းညီမဖြစ်သူဒေါက်ခင်တန်းထေရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုတို့ဓမ္မဒါနာပြုသည်ဖြင့်ဟောကြားအပ်သောရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း29တရားတော်အရှင်သာရိပုတ္တရာရဲ့ဘဝနှင့်ဓမ္မအပိုင်း29မှာအရှင်သာရိပုတ္တရာမထေသူမြတ်နဲ့လာလူတာယီမထေသူမြတ်ရဲ့ဆွေနွေးခံလေးကိုအနည်းငယ်တော့ကောင်းတော့တင်ပြလိုပါတယ် အခါတစ်ပတ်မှာအရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးရာဇဂျိုပြည်ဝေလူဝန်ကြောင့်မှာသတင်းသုံးတဲ့အခါတန်ခါတော်အရှင်သူမြတ်တွေကိုအရှင်သာရိပုတ္တရာကြီးကတရားဟောတယ်ဒုက္ခမိဒံအာဟုသောနိဗ္ဗာန်ဒုက္ခမိဒံအာဟုသောနိဗ္ဗာန်ငါရှင်တို့နိဗ္ဗာန်ဟာချမ်းသာတယ်နိဗ္ဗာန်ဟာချမ်းသာတယ်လို့အရှင်သာရိပုတ္တရာကဒီလိုပြောတယ် အဲ့လိုဟောလိုက်တဲ့ကသံဃမိဒ္ဒထက်ကလာလူတာယမထေသူမြတ်ကဒုက္ခယတေတာတ္တိဝေရဟိတံဗန္ဒေသာရိဗုဒ္ဓရေဘယသာရိဗုဒ္ဓရာဣဒ္ဓအဲ့ဒီနိဗ္ဗာန်ဝေရဟိတခံစားခြင်းဝေရဟိတခံစားတတ်တဲ့အာယုန်ဒီဝါအာယုန်ခံစားခြင်းဒီတ္တိမရှိပါဘူးတေနာအဲ့ဒါကြောင့်ဒုက္ခံချမ်းသာတိဂိမ္မနာပဲလို့ရှိပါအနိ အရင်မြားကနိဗ္ဗာန်ချမ်းသာတယ်နိဗ္ဗာန်ချမ်းသာတယ်လို့ပြောတယ်အဲ့ဒီနိဗ္ဗာန်မှာခံစားတတ်တဲ့ဝေဒနာမရှိဘူးမို့လားရှင်းသာလေးပြောတယ်ကြောင့်ရှိပါခန္ဓာတတ်တဲ့ဝေဒနာမှမရှိဘဲနဲ့နိဗ္ဗာန်ကိုချမ်းသာတယ်လို့ရှင်ပြဘယ်လိုပြောလို့ရမလဲခန္ဓာတတ်တဲ့ဝေဒနာရှိမှသာလေနိဗ္ဗာန်ချမ်းသာမှာပေါ့တဲ့ဟိုကဒီလိုပြန်ပြောတော့ အဲ့တော့ရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးကနိဗ္ဗာန်ရဲ့ချမ်းသာဆိုတာအဝေရိတဒုက္ခသူကဒါကိုကြီးမှတ်ပြီးပြောတာခံစားတတ်တဲ့ဝေဒနာသာရှိနေမယ်ဆိုရင်ဝေဒနာနောက်ကတဏှာလာအဲ့ဒီရုပ်ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်ဏ်ရုပ်ဒီသဘောတွေကဖြစ်ပြီးပြည့်တတ်တဲ့သဘောရှိတယ်အဲ့ဒါသင်္တတဖြစ်ပြီးပြည့်တတ်တဲ့သဘောကနိဗ္ဗာန်ကအတ္တကတ္တ ြတ်တတ်တဲ့သဘောမျိုးဖြစ်ဖြစ်ချင်းပြတ်ချင်းသဘောသူ့မှာမရှိဘူးအဲဒါကြောင့်ဝေဒနာပြီးရင်တဏှာလာမှာခံစားတတ်တဲ့ဝေဒနာသာရှိရင်ဥပမာဖြင့်ရူပါယုံလှလှလေးမြင်လိုက်ရမယ်ဆိုရင်အဲ့ဒီရူပါယုံလှလှလေးတော့မှခံစားကြည့်လိုက်အိဋ္ဌကန္တမနာပဟာချစ်ခင်စရာကောင်းလိုက်တာနှစ်တက်စရာကောင်းလိုက်တာမြင်တိုးစရာကောင်းလိုက်တာဆိုရင်ဘာဖြစ်ပြီလဲမင်းအဲ့ဝေဒနာနောက်ကနေတဏှာလာတော့တာတဏှာပြီးရင်ဥပါဒါလာမှာပေါ့ ဒီတိုင်းပဲယုတ်ဝေဒနာတင်ညာတင်ခါရဝိညာဉ်နံယုတ်အဲ့ဒါတွေအကုန်လုံးရောပေါ်မှာအဋ္ဌကန္တမနာပနေနဲ့ဖြစ်ကြမယ်ဆိုရင်ဘာဖြစ်လဲမလဲကာမုပ္ပတန်ဟိတာကာမတရားတွေတိုးပွားပြီးတော့ဒဇနီယအာနှစ်သက်ဖွယ်ရည်လို့ဒီလိုဖြစ်လာနိုင်တယ်အဲ့လိုသာဖြစ်လာမယ်ဆိုရင်နိဗ္ဗာန်တကယ်ချမ်းသာကိုမဖြစ်နိုင်ဘူးလို့ဒီလိုဖြစ်တော့မှာပေါ့တဲ့အဲ့ကြောင့်ရှင်ဘုရားလာလူတာကြီး ဒုက္ခမိတံအာဟုသောနိဗ္ဗာန်ဒုက္ခမိတံအာဟုသောနိဗ္ဗာန်နိဗ္ဗာန်ချမ်းသာတယ်နိဗ္ဗာန်ချမ်းသာတယ်လို့ဘုရားတပည့်တော်ပြောတဲ့နေရာမှာနိဗ္ဗာန်မှာအဝိရိဒဒုက္ခကိုညှဉ်းပြီးတော့ပြောခြင်းဖြစ်တယ်လို့အရှင်သာရိပုတ္တရာမထေရသူမြတ်ကဒီလိုပြောပါတယ်။အဲရတရားချစ်ခင်သူတော်စင်များလို့လည်းစဉ်းစားကြည့်ပေါ့။အရှင်သာရိပုတ္တရာမထေရသူမြတ်ကြီးရဲ့ဉာဏ်ကြီးကျယ်ပေါ့။ခံစားတတ်တဲ့ဝေဒနာသာရှိရဲ့ နိဗ္ဗာန်ဟာတပည့်ချမ်းသာစဉ်ဖြစ်နိုင်ခံစားတတ်တဲ့ဝေဒနာမရှိဘူးတဲ့အဝေဒိတာဒုက္ခနိဗ္ဗာန်ဟာချမ်းသာတာခံစားတတ်တဲ့ဝေဒနာရဲ့နောက်မှာတဏှာဥပါဒဏ်ဤတန်းစီစီလာတယ်အဝေဒိတာဒုက္ခရဲ့နောက်မှာဝေဒနာတဏှာဆိုတာမရှိဘူးအဲ့ဒါတည်းလေချမ်းသာတာလို့ဒီလိုစဉ်ပြတာပူပါတယ်အဲ့တော့တရားကျင့်ကြတော်စီများတို့လည်းပဲဤကဲ့သို့မြင့်မြတ်တဲ့မထေရဘာရဲ့ဘဝနဲ့ဓမ္မကို ပြာနာတိရှိရပြီးတော့မိမိတို့ရည်မှန်းတဲ့ဘဝတည်ဥတော်ထက်စကံတက်လန့်နိုင်ကြတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းဝေဒနာတိကုန်ကပ်ပပုံကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်နာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်တင်သူတော်ကောင်းပေါင်းတို့မှာဒုံမေကံလမ်းမနိမခိမကိုဝိဝဇ္ဇတဝါဆောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ သူမကလမ်းမနိမခยีမံကိုဥဇုံဖြောင်းပြောက်မမယံတုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်တည်း